ဲ့တော့ဆရာတို့ဒီမှာ virtual ပေါ့နော် virtually ဒီ raspberry pi တလုံးကိုဘယ်လိုဆရာတို့ကွန်ပျူတာထဲမှာ install လုပ်မလဲဆိုတော့ဆရာပြပေးတယ်အဲ့ဒီမှာသုံးမဲ့ဟာတော့ဆရာတို့ဒီ junior လို့ခေါ်တဲ့ကောင်အသုံး junior နော်ဒီ junior ဆိုတော့ဆရာတို့က junior လို့တန်ထွက်လိုက်တော့သူ့အတူတော့ဘယ်လိုတန်ထွက်လဲတော့ဆရာတို့မသိဘူးအဲ့တော့သူ့ရဲ့ address ကိုဆရာတို့တွားပြီးတော့ ဒီဆိုဝဲကိုတွားထောင်းရအောင်အဲ့တော့ဒီထဲမှာဆရာတို့ install လုပ်တဲ့အခါမှာဆရာတို့ပြောထားတဲ့ဒီ version တွေကိုသုံးပြီးတော့ install လုပ်ဖို့အရေးကြီးတယ်နော်အဲ့ Okay Okay အဲ့တော့ဒီ link ကဘာကြောင့်လုပ်လို့လုပ်ပါလဲဆရာတို့က search လုပ်ပြီးတော့ပြန်ရှာပေးမယ်နော် 这些呢，我是要多啊，因为这个温度的这些呢，就是说，这个头碗嘛，爱这些呢，比如讲这个头碗面汤面啊，爱的啊，你说我要头碗嘛，爱这个芝麻香卤头碗面，那就是名牌，叫这个。 တော့ဆရာတို့ဟိုက်ပါလင့်ထည့်လာ Okay အော်ဒီ address ကိုသွားဆိုတော့ဒီ version ကိုတောင်းပြီးတော့ install လုပ်ရပါတော့အော်ဒီကော installation တော့ဘာမှခက်ခဲမရှိဘူးကျွန်တော်ရိုးတန်းနဲ့ install လုပ်လိုက်ရုံနဲ့ဆရာ install လုပ်မပြဘူးအဲ့တော့အဲ့ဒါ download လုပ်ပြီးသွားရင်ဆရာတို့ဘာ download လုပ်လဲဆိုတော့ Raspberry Pi ရဲ့ image ကိုတောင်းထားဖို့လို့အဲ့တော့ဆရာတို့ဒီမှာ ဒီ address ကနေပြီးတော့ raspberry raspberry pi image ပေါ့နော်ဆရာတို့ down တယ်ဒီမှာဆရာတို့ down ထားတဲ့ version ကဒီ version ကိုဆရာတို့ down ပါတယ်နော် host ကို version ကို down တော့ idea မှာဆရာတို့က zip file တွေကိုလိုက်တယ်မဒီ so b file လေးပေါ့နော် arm hf dot sys ကို file လေးပေါ့ အဲ့ဒီ file လေးတောင်းအောင်နောက်တစ်ခုကဘောင်တောင်းအောင်လဲဆိုတော့ဆရာတို့ကာနင်နဲ့ ddd file ကိုဒီ address ကနေပြီးတော့ဆရာတို့တောင်းအောင်နောက်ဒီမှာသူမျိုးရဲ့ raspberry pi ဒီကာနင်ကိုဆရာတို့ကဒီရနေပြီးတော့ down ယူထားအဲ့တော့ကာနင်နဲ့ ddd file ဒီကောဒီ file နဲ့ဆရာတို့က ပါနေအောက်လေတော့ဒီကောင်းပါတော့ဒီကောင်းဟာသူ့ကြောင်ကြည့်လိုက်ပါပါနေကဟုတ်ကဲ့။ဆရာ file ကိုပြန် check လုပ်မယ်ဆိုလို့ရှိရင်ကာနေကဒီဘူးဆိုင်တောင်းနေကိုထားရအောင်။ဒီကောင်က များကြီးရှိတယ်ဟို stretch တို့ဒါတွေရှိတယ်ဆရာတို့အခုသုံးခဲ့ OS အတွက် Vesta OS သုံးပါဆိုတော့အဲ့ဒီ OS အတွက်ကနေကို down ရမယ်ပြီးရင်အဲ့ဒီ OS အတွက် default ကို down ရမယ်အော်ဒီကောင်လေးရတယ်ဒီကောင်လေးရပါနည်းနည်းကြွားလေးကြည့်ရအောင်အော်ဒီကောင်က support for the kernel 5.4.5 point ။ဒါနဲ့ version block ။ဒါနဲ့4.19ဆိုရောက်ရတယ်။ရောက်ရပြီ။ဟုတ်။အဲ့တော့ဒီကောင်ကိုတုံးကြတော့။ဒါနဲ့ဆရာဒီမှာပါဖို့တုံးတာလဲဆိုတော့ PKB ရအောင်။ဆရာဒီကောင်ထောင်းတာတကယ်တော့မှားတော့မှားတယ်။ဟုတ်မယ်။ဦးဆိုင်ကိုတော့ထောင်းမယ်။ဟိုဘတ်ကတော့ထောင်းအောင် ်ဒါဆရာတောင်းတာလည်းလည်းလွဲနေတယ်ဒါပေမဲ့ဒီကုတ်တွေကအကုန်လုံးကလောတယ်တော့ဘယ်နေတဲ့ကောင်းလဲအစပြန်တန်းကြည့်လိုက်အဲ့တော့ဒီဒီပတ်စတာဖိုင်ကိုပြန်တောင်းတယ်ပတ်စတာကနေတော့တောင်းမယ်နောက်တစ်ခုကဆရာတို့ test dot pdb file ပေါင်းတယ်အခုဆိုင်နဲ့ဆရာမှားတော့တာတော့ i file နဲ့ file ရဲ့ os file ရဲ့ဒါပြီဆိုရင်ဆရာတို့ okay ပြီအခုနော် software ကို install လုပ်တဲ့ချိန်မှာဘယ်လေးကိုပြန်သွားလဲဆိုတော့ c တဲ့က program file တွေကဒီလိုဆိုတဲ့ folder လေးကိုပြန်သွားအဲ့ဒီ folder လေးကို server ကနေ file တွေပြထည့်ရတယ် ခုနကဥကာရဖိုင်လေးကြီးဆက်လို့တော့ထည့်ရနောက်ပြင်မဲ့ဆက်လို့ဒီမှာဒီကော step ဟောရဲရေးတဲ့ချိန်မှာဟောဘာသုံးတာလဲဆိုကာနေကိုဒီကာနေသုံးတာတည်ရဆိုဒီကာနေသုံးတာလဲဆိုဆရာတို့ကဒီကာနေပဲသုံးပါရအဲ့ကြောင့်ခုနကပတ်စတာကိုဆရာတို့သုံးလို့မရဘူး ဒီမှာဆိုလေဘူးဆိုင်ရဲ့ဒီဖိုင်ကိုတုံးတာတော့ဖြစ်ပြီကြောင်းဒီနဖိုင်လို့ဆိုရင်သူပြောတဲ့အတိုင်းတုံးမှာရောဘာသာအဲ့ဒီတုံးတာလဲဆရာမသိဘူးဒါပေမဲ့အလုပ်ဖြစ်တယ်ဟုတ်တယ်ဒီဟောကအလုပ်ဖြစ်တယ်လို့သိထားတယ်အဲ့တော့နောက်တစ်ခုလောက်ရမှာပါဆိုဒီကုတ်ကို copy ကူ copy ကူပြီးလို့ရလို့ရှိရင်ဆရာတို့ကဖိုင်လို့ BAD ဆိုပြီးတော့ဖိုင်ဆောက်လိုက်ဆောက်လိုက်ပြီးတော့ဒီထဲကိုထည့်ပြရအဲ့ဒီထဲမှာဆရာတို့ဘာတွေရှိနေလဲဆိုတော့ pi dot bed ဆိုတဲ့ file ရှိတယ်နောက်တစ်ခုကဟို raspberry pi os နောက်အဲ့ပါ raspberry pi ရဲ့ os file ရှိတယ်အာဖိုင်ကိုဆရာတို့ကဒီမှာရှာမယ်ဆိုရင်ဖိုင်နဲ့ကြည့်လိုက်တော့ဘာလဲ။ဟောဆရာတို့ Raspberry Pi OS file image file ရှိလို့ပဲ။ save file ဆိုလို့ရှိရင်ဖြည့်ပြီးတော့အဲ့ဒီက image file ကို ဒီထဲမှာဖြစ်လာပြီးရဲ့။ဘာပြောလို့ရှိရင်ဆရာတို့ဘာလို့အောင်လဲဆိုတော့အဲ့ဒီကောင်လေးအကုန်လုံးကျူးဖို့လာတယ်ကိုပြီးကိုပြီးထည့်လာ။အဲ့တော့ကျူးမျိုးစစ်စတာအလုံးလုံးလုံးစစ်ချင်တယ်ဆိုရင်ဒီကောင်နဲ့စစ်လို့ရမယ်။အဒီကောင်လေးကိုဆရာတို့ကဒီမှာရန်ကြီးလိုက်လို့ရှိရင်ဘာကျူးကျူးအလုံးလုံးနေလား။မလို့လားဆိုတော့ဆရာတို့တွေ့ရတယ်ဒီမှာဆိုလို့ရှိရင် version ဟာဒီ version ကို update version လို့လုပ်လို့တွေ့ရတယ် အဲ့ဒါလေးအကုန်လုံးပြီးသွားပြီဆိုလို့ရှိရင်ခုနကပိုင်တော့ပြီးလို့ဆိုတော့ run လိုက်လို့ရှိရင်ဒီကောင်ကပိုင် yes run သွားလိမ့် administrator အနေနဲ့ run သွားရအောင်အဲ့တော့ဆရာတို့ဒီ script ထဲမှာပြင်လိုက်ရင်တော့ဟို ဘူးဆိုင်မဟုတ်ပဲနဲ့ဆိုတော့ဘတ်စကနဲ့ရန်လို့ရမယ်လို့တော့ထင်တယ်။ဒါပေမဲ့ဆရာမဆန်းတော့တော့ဒါနဲ့ဆရာအဆင်ပြေနေတော့ဒါလည်းပဲဆက်သုံးရနော်။အဲ့တော့ဆရာဒီမှာဒီကောင်းတယ်ဆရာတို့ explain လုပ်ခံဒီ script ကိုဆရာတို့ဒီ chat gpt ကိုနည်းနည်းလေးဆရာတို့ရှင်းပြခံကြည့်ရအောင် အခုကမှ by os ကဒီမှာရပါပြီအဲ့တော့သူ default user name ပါရင်ပေါ့ဟို password ကတော့ raspberry ပေါ့ password okay ဒီကောင်လေးကိုဝင်သွားပြီဝင်သွားပြီဆရာတို့ကဘာလုပ်ရမလဲဆိုတော့ဒီသူ့ရဲ့ situation ssh ကို enable လုပ်ရ enable လုပ်ဖို့အတွက်ကတော့ system control နဲ့ဆရာတို့ enable လုပ်လို့ရတယ် ဒီမှာစုအခုလောတဲ့ဆရာကတော့ SSH အနေနဲ့ဖြစ်နေပါပြီ။ဒါပေမဲ့ဆရာတို့ဒီ command ကိုတုံးမယ်။ဟောစုလို system control anyway SSH ဆိုပြီးတော့ SSH ကို anyway ပေးလိုက်နော်။ပြီးလို့ရှိရင် SSH ကို system control scan နဲ့ဆရာတို့ SSH ကိုဆရာ scan လုပ်လိုက်အလုပ်ရတူတူမှာအနေပဲဖြစ်သွားပြီ step ဖြစ်သွားပြီအခုနေ state ကိုကြည့်လိုက်မှဆိုလို့ရှိရင် ရာတို့ဒီမှာအန်ဒီပဲဖြစ်သွားတာကိုပြရမယ်။အဲအဲ့ဒါဆိုရင်ပတ်တီကိုတောင်းပြီးတော့ဆရာတို့ကဒီကောင်လန့်ခေါ်လို့ရတယ်။အဲအဲ့မှာအရေးကြီးတဲ့ချက်တစ်ခုကဘာလဲဆိုတော့ဒီကောင်ဒီကို address က5022ပါအလုံးလုံးတယ်ဆိုတာကိုဆိုတော့တိထားဖို့လို့ဒါမှဒီကောင်လေးဝယ်လို့ရတယ်။ဒါဆိုလို့ရှိရင်ဆရာတို့ကဒီ share တွေကမသုံးချင်ဒီရကလည်းဝယ်သုံးလို့ရတယ်။ဟုတ် နောက်တစ်ခုကဆရာတို့ဒီ file transfer လုပ်ချင်တယ်ဆိုလို့ရှိရင် Win SCP ဆိုတဲ့ software ကိုသုံးပြီးတော့ဆရာတို့အလုပ်လုပ်လို့ရအောင်အဲ Win SCP ဆိုတာကိုဒီမှာဆိုဆရာတို့ထားပါတော့เนาะအာ new site ဆိုပြီးဖန်တီးမယ်ဖန်တီးမယ်ဒီမှာ host name ကဆရာတို့ထားပါတော့ local host ပဲ127.0.0.1အာဒီမှာဆိုရင်5022 5022ဒီစာနဲ့ရပါတယ် ်အဆက်ကအဝတ်ပဲဆက်ဆောက်ဒီမှာဆိုင်လောလိုက်မယ်ဆိုရင်ဝယ်သွားတာကိုတွေ့ရလိမ့်မယ်အဲ့တော့ညာဘက်ချမ်းကဆိုတော့ raspberry pi divide raspberry pi ဖြစ်သွားပြီတော့ဘယ်ဘက်ချမ်းကတော့ဆရာကွန်ပျူတာလေးရဖိုတာလေးဖြစ်နေလို့ drive draw လုပ်ပြီးတော့ဟိုဘက်ဒီဘက် transfer လုပ်ပြီးတော့ဆက်လို့ရအောင်နောက်တစ်ပါဆရာဆက်ထားလို့ရှိတယ် ဒီမှာဆိုရင် assembly file ကိုရောက်နေပြီ hello တော့ s2 ပါလို့ရောက်နေပြီအဲ့တော့ဆရာတို့ဒီမှာ assembly စမ်းချင်စမ်းလို့ရအောင်လို့ဒီမှာစမ်းတဲ့ command တွေပေးထားတယ် assembly code ကို compile လုပ်ဖို့အတွက်ဒီမှာ as ပေါ့နော် assembly နဲ့ဆရာတို့ဒီမှာ run လို့ရတယ်အဲ့တော့ပထမဆုံးတစ်ခါ object file ထုတ်မယ် object file ထုတ်မယ်ဆိုလို့ရှိရင် အဲဒီပါဆိုရှင် hello.o ဒီနေ့တက်ထုတ်လို့ရအဲအဲ့ဒါရပါပြီဆိုလို့ရှိရင် link လုပ်မယ် easy ပိုင်းထုတ်အဲ့တော့ hello.o hello ဆိုတဲ့ easy ပိုင်းထုတ်လိုက် executable file ထုတ်လိုက်ပြီးရင်ဆရာတို့ကရဖို့တော့ဆိုရင် hello ဆိုပြီးတော့ရမှာဖြစ်တယ် okay အခုဆိုလို့ရှိရင်မှာထပ်ပါတော့ hello dot s ကိုကြည့်အောင်အာဒီပေါ်ဆိုလို့ရှိရင် hello dot s ကိုကြည့်နေဆိုလို့ရှိရင်အမရှင်းပုတ်တွေကိုတွေ့ရပြီဒါကြုံလို့ assembly လေးပါနည်းနည်းပြောပြလိုက်အဲ့တော့ဒါဘာလို့တာလဲဆိုဒီဆရာတို့တကယ်လို့ကျန်တာ system call တွေခေါ်ကြတယ်နင်းနေစီ system call တွေခေါ်ပြီးတော့ဒီကောင်ကို hello world print ထုတ်စေချင်တာပေါ့ print ထုတ်စေချင်တော့ print ထုတ်တဲ့ function ကဆရာတို့ system call number 4 uh immediate value ဒီမှာ chef link နဲ့ဒီ number 4ကိုဆရာတို့ r7 ဆိုတဲ့ကောင်းလေးကိုထည့်ပေးလိုက်မယ်အဲ့တော့ system call ခေါ်တဲ့ချိန်ကျရင် तू r7 လေးကိုသွားကြည့် r7 လေးကိုသွားကြည့်ပြီးတော့မှဩဒါဆိုရင်4ဆိုတော့ function 4ကို run ရမှာ function 4ဆိုတော့ print ပဲအဲ့အဲ့လိုမျိုး तू သိသွားမယ်အဲ့တော့ function 4ကို run ဖို့အတွက်ဆိုလို့ရှိရင် तू က r1 နဲ့ r2 ဆို register တွေထဲမှာဟို string နဲ့အလုံးကြီးအတွက် तू သွားကြည့်ဖို့လိုတယ်ဒါမှ तू print ထုတ်ပေးလို့ရပါ ဒါမျိုးပေါ့နော်အဲ့တော့ဒီ1ဆိုတာဘာလဲဆိုတော့ဆရာတို့ကဒီမှာ4ဆိုတာ find right လုပ်တဲ့ function အဲ့တော့ဆရာတို့က find လေးရေးချင်တာမဟုတ်ဘူး sequence မှာပြချင်တယ် sequence မှာပြချင်တာဖြစ်တဲ့အတွက်ကြောင့် find တော့ find ပဲဘာပဲ std out ဆိုတဲ့ဒီ console ကိုဆရာတို့ကရွေးဖို့အတွက်ကိုဒီ parameter ထည့်ရတာအဲ့ဒီ parameter ၃ခုဒီဘာကိုပြောရလဲဆိုတော့အဲ့ဒီ၄ခုဒီဘာကိုပြောရလဲဆိုတော့ right ဖိုင်တဲ့ကို right လုပ်မယ်ရေးမဲ့စာသား hello ရောအလုံးကြီးအတွက်က73လုံးရေးမဲ့နေရာကအဲ့ဒါ screen ပေါ်မှာဆရာတို့ SCD အောက်မှာရေးမယ်ဆိုပြီးပြောလိုက်တာဒီကောင်ကတော့ဘာလို့ဒါလဲဆိုတော့သုံးတဲ့အတိုင်းပဲ fashion core က1 1ဆိုတော့ဒီကောင်ကဆရာတို့ sister exit လုပ်မယ် exit လုပ်တဲ့ချိန်မှာထည့်ပေးမယ်ဒီ parameter က0ဒါ system core ခေါ်လိုက်တာဒါ system core ခေါ်လိုက်တာ ဘာစစ်တမ်ကောတခုဘာစစ်တမ်ကောတခုအဲ့တော့ easy လုပ်တဲ့ကောင်ကဒီကောင်ဒီကောင်က print ထုတ်တယ်ဟုတ်ဒါဆိုလို့ရှိရင်ဆရာတို့ assembly အာအချမ်းမင်းဘလိုလုပ်လို့လဲဆိုတော့နည်းနည်းသဘောပေါက်တော့မဟုတ်ဘူး။အဲ့ဆရာတို့ဒီပိုင်ထဲမှာဒါတွေအကုန်လုပ်လို့ရပါဘူး။ Now update upgrade လုပ်ပါ냐ပေါ့အများကြီးလုပ်လို့ရတော့ အကုန်လုံးအလုပ်လုပ်တာတွေ့ရတယ်။အကူတာတိုင်းမှာဆိုတော့တကယ်ပိုင်ထဲမှာလည်းပို့ပြီးညံသွားတော့နော်တရားကြီးအဆင်ပြေတယ်လို့ပြောလို့ရတယ်နော်။အော်ဒီနေ့ record လေးကဘာဖြစ်ဖြစ်ဒီပိုင်ကိုသုံးဖို့အခက်အခဲရှိနေတဲ့လူတွေအတွက်တော့အဲနေနေများတောက်ဖြစ်သွားမယ်လို့ထင်တယ်။အဲ့တော့အခုလောလောဆယ်ပတ်တီနဲ့ဆရာဝင်း SCP ဒေါင်းလို့ရမယ့် address လေးတွေပါဒီ file ထဲမှာထည့်ပေးလိုက်။အဲ့တော့ ဒီ file လေးနဲ့ပြလို့လို့ရအောင်ပေးအဲ့တော့ပတ်တီကဘယ်မှာရှိလဲပတ်တီကိုဘယ်ကတောင်းတယ်ပေါ့နော်ပတ်တီကိုဘယ် link ကနေတောင်းလဲဆိုတော့ show ဒီမှာဒီ link ကနေပြီးတော့တောင်းလို့ရတယ်တောင်းတဲ့အခါမှာ64 bit ကတော့လောတဲ့အကောင်းဆုံးပေါ့လေ64 bit ကတော့အကောင်းဆုံးအဲ့ဒီ address လေး open the book. Yeah. All right, about Bobby. Bobby. Uh, not sure if I'm sure if you like. Not sure if I'm sure if you like me. Yes, so. That's a little bit of you. Um, ဒီလောက်ရလို့ဆိုတော့ငါတောင်းလို့ပြောတယ်လဲရလဲအောင်ဟုတ်ဟုတ်တယ်ဒီနောက်တစ်ခုကဝေးစီဘူးဟုတ်ကောင်ရရင်းတော့ဘာမို့ရင်ပိုင်ထဲမှာရေးနေရနိုင်မယ်အော် VS code ထဲမှာရေးပိုင်ထဲကို drag and draw လုပ်ထည့်ဒီနည်းနဲ့ဆရာတို့ကတွေ့ဘူးရေးလို့ရအောင်ပေါ့ ာပြုစဉ်ဆောက်တရားနေပြီးတော့တောင်းလို့ရတယ်။เนาะတော်တော်ပြည့်စုံသွားပြီလို့ထင်ပါတယ်။ Cloud ဆိုရင်အာ virtual pine ကောင်းကောင်းတုံးလို့ရတော့ပြီနော်။ဒီဒီပတ်ဒီ file လေးကိုဆရာထည့်ပေးတာပဲ။ဒီထဲမှာထည့်ပေးတာ certify လေးက insertion နဲ့အပြည့်အစုံရှိနေတယ်နောက်တစ်ခုကခုနမေးထားတဲ့ဒီဆရာတို့ကုတ်ရဲ့ဒီ signature လေးနည်းနည်းကြည့်ရအောင် attribute emulator ဟုတ်တဲ့ဟုတ်ဒီကောင်းလေးလုံးလုံးမယ် attribute ကို step လုပ်တာဒါ select ဆိုတော့တချောင်းဆင်းတာပေါ့လေ နောက်အကြောင်းကိုဆင်းကျင်တာပေါ့ဒီမှာ cap ဆိုတာတော့ဝင်းတို့မှာသုံးနေဆောင် unit တို့ဘာလို့မှာ select နဲ့သုံးနေဝင်းတို့မှာဒီ cap ဆိုတော့တချောင်းဆင်းတာဟိုစာကြောင်းအရှိန်မရေးကျင်လို့ဘာစတိုင်းပြီပြီဒီပုံကိုသူအင်္ဂလိပ်လို့တာ 我拜完 English 呢。嗯，CPU 啊，AI 啊，One One Seven Six。嗯，拜摩的 P，啊对呗。တူတူ memory ကို256 megabyte ပေးတယ်။ကာနယ်ကခုနဒီကာနယ်ဘူးဆိုင်ကာနယ်ကိုပေးတယ်။ဘာတိကောင် support လုပ်တဲ့ကောင်ပြန် ဲ့တော့ version နေရာအရေးကြီးတယ်ဆရာတို့ဒီကောင်ဆန်းတော့ဟာတော်တော်ချိန်ပေးလိုက်ရနောက်ဆုံးမှာဆရာတစ်ပည့်တယောက်အောင်မြင်သွားတာသူ့စီကနေဆရာပြန်ပြီးတော့အယူသားရတာပေါ့နော်အဲ့ TTP file ဆို device tree block လို့ခေါ်တယ်ဟဲ့ဝဲသူ့ရဲ့ block ပေါ့နော်အော်ဒီကောင်းနေအကုန်လုံးကတခုနဲ့တခု version အကုန်ပတ်ကိုက်နေတာအလုပ်လုပ် partition နှစ်ပိုင်းပိုင်းပြီးတော့မှာ SGA 2မှာ OS ကိုတင်ပါပေါ့အော်ဒါကတော့ CV monitor ပဲ CCV console ပဲ QR CCV console တော့ okay တယ်ပေါ့ okay တယ်ဆိုပြီးတာပြီးတိုင်းထားလိုက်တော့ okay အဲဆိုလို့ရှိရင်ဆရာတို့အာဒီကောင်ကိုဒီ recording ကိုဒီလောက်နေပဲဆရာတို့ဖြတ်ထားလိုက်ပေါ့